အားလုံးကိုမင်္ဂလာပါယနေ့ခေတ်မှာ NGO Plastic ဆိုတာအလူယိုယိုတုံးတက်လေးရှိတဲ့ခွဲစိတ်ကူတာမှုတစ်ခုပါ NGO Plastic ကိုတခြားနာမည်နဲ့လည်းခေါ်ကြပါတယ်အဲ့ဒါကတော့ Precutaneous Transcutaneous Coronary Angioplasty ပါအတူကောက်နဲ့ဖြစ်လို့ခေါ်ကြပါတယ် အခြေခံအားဖြင့် NGO Plus D မလုပ်ခင်မှာ Lunary ဟာ NGO Grand စံတက်မှုကိုလုပ်ပြီးသားဖြစ်ကြတယ်။ဒါကနှလုံးသွေးကြောထဲမှာတားမြစ်မှုရှိမရှိစစ်ဆေးဖော်ထုတ်တဲ့စံတက်မှုတစ်ခုပါ။ကျွန်ုပ်တို့အားလုံးမှာနှလုံးကိုသွေးပေးတဲ့သွေးကြောသုံးကြောရှိပါတယ်။ NGO Grand ကိုအရင်ဆုံးလောက်တာကတားမြစ်မှုရာခိုင်နှုန်းနဲ့တားမြစ်နေတဲ့နေရာတွေဘယ်လိုဖြန့်ဝေထားလဲဆိုတာသိနိုင်ဖို့ပါ။တားမြစ်မှုကတနေရာမှာရာခိုင်နှုန်း80ကျော်နေရင်တော့အဲ့ဒီတားမြစ်မှုကိုစေဝါနဲ့ကုတလို့မရနိုင်တော့ပါဘူး။ ။တာမြင့်မှုရာဂိုင်နှုန်း80ထနေတဲ့အားလုံးကိုတော့စေဝါနဲ့ကုတနိုင်ပါတယ်။တာမြင့်မှုရာဂိုင်နှုန်း80ကျော်နေရင်တော့လူနာအတွက် NGO Plus D လုပ်ဖို့လိုအပ်လာပါတယ်။ NGO Plus D တွင်လူနာအားပုံမှန်အားဖြင့်ခွဲစိတ်သည့်နေတွင်လက်ခံပါသည်။ဥပမာမနက်၈နာရီလောက်မှာပါ။ဒီတော့အဲ့ဒီလုပ်ငန်းစဉ်ကိုမနက်10နာရီကနေ7နာရီအတွင်းလုပ်ပါတယ်ကက်တလက်ရရှိနိုင်မှုနဲ့အခြားအခြေအနေတွေကိုမူတည်ပြီးပါ ပုံမှန်အားဖြင့်တနေရာတဲ့တာမြင့်မှုရှိတဲ့ YoYo NGO Plastic တခုက40မိနစ်ကနေ60မိနစ်အထိကြာမြင့်တတ်ပါတယ်။ NGO Plastic မှာတော့အဓိကအားဖြင့်တည်တည်လေးပေါက်ကနေလုပ်တာဖြစ်ပြီးဒါကို KO surgery လို့ခေါ်ကြပါတယ်။အခြေခံအားဖြင့်ဒီလိုလုပ်ငန်းစဉ်ကို interventional approach လို့ခေါ်ပါတယ်။ဒါကိုနေရာနဲ့နေရာကနေလုပ်နိုင်ပါတယ်။တခုကညာလက်ကောက်မှာရှိတဲ့ radiolar therapy လို့ခေါ်တဲ့နေရာကနေလုပ်တာပါ။ ဒါကြောင့်ဟုတ်ပါတယ်။ညာလက်ကောက်မှာရှိတဲ့ Great Your Artery တဲကိုတီတီလေး plastic pipe တစ်ချောင်းထည့်ထားပါတယ်။ကက်တလက်မှာပဲဖြစ်ပါတယ်။အဲ့ဒီ plastic pipe ကနေတစ်ဆင့်ကက်တီတာတစ်ချောင်းကိုထည့်နိုင်ပါတယ်။ဒါကသွေးလမ်းကြောင်းအစမှာဝင်သွားတာပါ။အဲ့ဒီကက်တီတာတဲကနေဝိုင်ယာတစ်ချောင်းကိုအနာရှိတဲ့နေရာကိုဖြတ်သွားအောင်ထည့်ပြီးပြီးရင်ဘလုံးတစ်လုံးကိုဝိုင်ယာပေါ်ကနေတလျှောက်သွားအောင်လုပ်ပါတယ်။ဒါကတားဆီးထားတဲ့နေရာအနာကိုရောက်သွားပြီးအပြင်ဘက်ကနေဖိတင်ပေးပါတယ်။ ဒါကပထမအဆင့်ဖြစ်ပြီးတားဆီးထားတဲ့နေရာကိုဘလုံးနဲ့ကုတပေးတာပါပြီးတော့ coronary stent လို့ခေါ်တဲ့ stent တစ်မျိုးရှိပါတယ်ဒါကိုတွေးလွှမ်းထားတဲ့ stent သူမဟုတ်ဆေးလွှာတင်ထားတဲ့ stent လို့လည်းခေါ်ကြပါတယ်ဒါက mesh ပုံစံလေးလိုမျိုးပါအထူးကလည်း80 microyon သူမဟုတ်60 microyon လောက်ပဲရှိပါတယ်ဒါကြောင့်ဒီကရိယာလေးကတကယ်ပဲပန်းလွှာပြီး mesh ပုံစံလေးလိုမျိုးပါပဲဒါကိုဘလုံးပေါ်မှာတက်ဆင်ထားပါတယ် ဒါကြောင့်ဘလုံးပေါ်မှာတင်းတင်းချုပ်ထားပြီးဒါကိုတားဆီးထားတဲ့နေရာအနောက်ကိုရောက်သွားတဲ့အခါဘလုံးကိုဖိသွင်းပေးလိုက်ရင် စတန်ကလည်းဖိသွင်းပြီးသွေးကြောနဲ့တပြိုင်နက်တည်းတက်ဆင်သွားပါတယ်ဒါကြောင့်ငါပြောခဲ့သလိုအထူးက60မှ80မိုက်ခရိုမဲရှိပါတယ်။ဒါကြောင့်ဒီကရိယာလေးကတကယ်ပဲပန်းလွာပါတယ်။တက်ဆင်ပြီးရဲ့နောက်မှာတော့ဘလုံးဝိုင်ယာကက်တီတာစတဲ့အရာ အလုံးကိုစနစ်ထဲကနေပြန်ထုတ်လိုက်ပြီး coronary stent ကတော့တွေးကြောတွင်းမှာတစ်သက်လုံးတက်ဆင်ထားရပါမယ်။ ုတိယအပိုင်းကတော့တခါတလေအလွန်တိုးတက်ပြီးရှုပ်ထွေးတဲ့ angioplasty လုပ်ရတဲ့အခါပါအဲ့ဒီလိုအခါမျိုးမှာတော့ညာဘက်တင်ပအောက်ကနေဝင်ရပါမယ်အခြေခံအားဖြင့် femoral artery လို့ခေါ်တဲ့သွေးကြောတစ်ခုရှိပြီးအဲ့ဒီမှာတော့ပိုကြီးတဲ့အချင်းရှိတဲ့တုံများကက်တီတာများကိုတက်ဆင်ပြီးရှုပ်ထွေးတဲ့ angioplasty လုပ်ပါတယ်ရှုပ်ထွေးတဲ့ angioplasty လုပ်ရတဲ့လူနာတွေကတော့ bypass ခွဲစိတ်မှုပြီးနောက်မှာသွေးကြောပိတ်ခြင်းပြန်ဖြစ်လာတဲ့လူနာတွေပါ လူနာတချို့ကတော့ကိုလက်စထရောသာမကတန်တရားကြောက်တုံးများ calcium တင်ကြောက်တုံးများပါတင်ထားတဲ့တွေးကြောပိတ်မှုများရှိတဲ့သူတွေလည်းပါဝင်ပါတယ်။အဲ့ဒီ calcium ကအရင်မှာလည်းပစ္စည်းတစ်ခုဖြစ်လို့ calcium များများရှိနေတဲ့အခါမှာ stan ကိုချက်လို့မရနိုင်ပါဘူး။အဲ့ဒီလိုခါမျိုးမှာတော့အထူးပြုလုပ်ငန်းတွေကိုအသုံးပြုရပါတယ်။လုပ်ငန်းလေးမျိုးရှိပါတယ်။တစ်ခုကတော့ rotation vasectomy လို့ခေါ်တဲ့နည်းဖြစ်ပြီး DMN ဘတ်တခုကိုသွေးကြောအတွင်းမှာတမိနစ်လျင်တသိန်းရှစ်တောင်းခန်းလက်ပတ်စီပြီးကောလ်ရှီယံကိုမိုက်ကယုံရှိထက်လဲပိုသေးသေးလေးထိခက်ထုတ်ပေးပါတယ်။ဒါဟာကျွန်တော်တို့ရဲ့အနီရောင်သွေးစစ်ထက်တောင်ပိုသေးပါတယ်။ခါနဲ့ပြီးရင်တော့ဘောလုံးနဲ့ချက်ပြီးစတန်ထည့်ပေးပါတယ်။နောက်ထပ်တစ်ခုကတော့မကြသေးခင်တနစ်အတွင်းထွက်လာပြီးအခုချိန်မှာအရန်တုံးများလာတဲ့ Orbit Overdrive တမိဆိုတဲ့ကရိယာပါ ဒါကအလှည့်ပတ်တိကရိယာတစ်ခုပါမြေကြီးကသူ့တဘာဝအလှည့်ပတ်ပုံနဲ့နေအောင်ထံကိုလည်းလှည့်ပတ်တယ်လို့ဒါလည်းအလှည့်နှစ်ခုရှိပြီးတွေးကြောထဲကိုဝင်ပြီး1မိနစ်လျင်80တူညတူညတူညခံလဲပတ်ပါတယ်ဒီမှာလဲခေါင်းဆဲုံကိုပြန်ပြီးတိတိလေးအပိုင်းတွေထပ်ပေးနိုင်ပေမဲ့ဒါကပူကြီးရဲ့ကရိယာဖြစ်လို့လက်နက်ဆိုင်ဆိုင်ရှိတဲ့ခေါင်းဆဲုံကိုတောင်ထပ်ပေးနိုင်ပါတယ်နောက်ထပ်တရိယာတစ်ခုကတော့ intravascular lithotripsy လို့ခေါ်ပြီး lithotripsy ဆိုတာကရှာကွယ်ထုတ်ပေးတဲ့စနစ်ဖြစ်ပြီး calcium ကိုကွဲပေးနိုင်ပါတယ် ဒါတွေကတော့အခုချိန်မှာ calcified blockages တွေအတွက်အသုံးများလာတဲ့အရေးကြီးတဲ့ကိရိယာသုံးမျိုးပါပဲ။ထို့ကင် chronic total occlusion လို့ခေါ်တဲ့တိတဲ့အကျိုးပေးမှုတမျိုးလည်းရှိပြီးဒီလိုအခြေအနေမှာလူနာရဲ့အကျိုးဟာအချိန်ကြာကြာအတွင်းတဖြည်းဖြည်းနဲ့တရားပိတ်သွားတာပါ။ဒီလိုပိတ်နေတဲ့အကျိုးတွေကအရန်တောင်းတယ်။အဲ့ဒီ lesion ကိုဝင်ဖောက်ပြီးဝက်ကိုဖြတ်သွားဖို့လည်းအရန်ခက်ခဲပါတယ်။ ဒီလိုအခန်းမှာတော့ dedicated wire နဲ့ bowl long တွေကိုအများကြီးတုံးကြပြီးတောက်နေဝရီကိုတုံးပြီး block gate ကိုဖြတ်ပြီးနောက်မှာ stand ကိုထည့်သွင်းပေးပါတယ်သူအပြင် defecation lesions လို့ခေါ်တဲ့ရှုပ်ထွေးတဲ့ lesion အမျိုးအစားတစ်ခုလည်းရှိပြီးဒီလိုအခြေအနေမှာ blockage ဟာအတိအကအကျိုးမှာပဲမကဘဲချိတ်ဆက်နေတဲ့အကျိုးခွဲမှာပါရှိပါတယ်။အဲ့ဒီ branch ကြီးရင်တော့ blockage နှစ်ခုလုံးမှာ stent နှစ်ခုထည့်ရပြီး blood flow ကိုအဆင်ပြေစေရန် stent တစ်ခုကို crush လုပ်ပေးရပါတယ်။ ဒါကြောင့်ဒီလို lesion တွေကအရန်ရှုပ်ထွေးပြီးအဆင်းမြင့်တဲ့ lesion တွေဖြစ်ပြီးဒီလိုအခါမျိုးမှာတော့ intracoronary imaging ကိုအသုံးပြုကြပါတယ်။ဥပမာ intravascular ultrasound တို့မဟုတ် optical coherence tomography act ကတဲ့တို့လို့ကတဲ့တို့မျိုးတွေကိုသွားထည့်ပြီး three jaw twin ကိုပုံရိပ်ရိုက်နိုင်ပါတယ်။ဒါကြောင့် blockage တွေဟာဘာတွေကနေဖွဲ့စည်းထားတာလဲဆိုတာကိုသတင်းအချက်အလက်တွေရရှိနိုင်ပါတယ်။ဒါကြောင့်ဒါကို precision angioplasty လို့ခေါ်ပါတယ်။ဒီနည်းမှာတော့ stent ကိုထည့်သွင်းနိုင်ပြီး stent ဟာနှလုံးတွေးကြောနဲ့တိကျစွာတက်ဆင်ထားတာကိုသိထားစေပါတယ်။ ဒါကြောင့် deep precision angioplasty တွေနဲ့ complex angioplasty တွေကလူနာအတွက်ခွဲစိတ်မှုကိုရှောင်ရှားနိုင်စေပါတယ်။ဒါပေမဲ့ဝိရှိအချို့မှာတော့ bypass ခွဲစိတ်မှုကိုမဖြစ်မနေလိုအပ်တတ်ပါတယ်။ဒါကြောင့် bypass ခွဲစိတ်မှုကလည်းကုသမှုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါပဲ။ deep precision angioplasty တွေကိုလှုပ်ဆောင်ခြင်းဖြင့် restenosis ဖြစ်ပွားမှုကိုရှောင်ရှားနိုင်ပါတယ်။အခြေခံအားဖြင့် stent တွေရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာရှိလဲဆိုတာလည်းသိထားသင့်ပါတယ်။ stand တွေမှာအလေးထားရှိတဲ့ resistance ဆိုခင်နိုင်မှုနှုန်းက200ရာခိုင်နှုန်းကနေ400ရာခိုင်နှုန်းအထိရှိပါတယ်အခြေခံအဖြစ်လူ100ကိုကြမ်းထည့်တင်လိုက်ရင်200ရာခိုင်နှုန်းကနေ400ရာခိုင်နှုန်းအထိလူနာတွေမှာသွေးကြောအတွင်းမှာတဖြည်းဖြည်းကြီးလာတဲ့ lesion တွေဖြစ်ပေါ်နိုင်ပြီးပြက်လဲပိတ်ဆို့မှုကိုဖြစ်စေနိုင်ပါတယ်ဒါကိုပဲ resistance လို့ခေါ်ပါတယ်ဒါတွေကတော့တဖြည်းဖြည်းနဲ့ပဲပိတ်ဆို့မှုတွေဖြစ်လာတာပါဒါတွေကနှလုံးရိုက်တည်ခြင်းလိုမျိုးအရေးပေါ်အခြေအနေမျိုးမဖြစ်စေနိုင်ပါဘူးဒါတွေကိုလည်း recoiled balloon implantation လို့ခေါ်တဲ့အထူးကုသမှုနည်းလမ်းနဲ့ပြန်လဲထိန်းချုပ်နိုင်ပါတယ်ဒါကြောင့် angioplasty နဲ့ပတ်သက်ပြီး တည်ထားတဲ့အရေးကြီးချက်တွေကဒီလိုပါပဲကျေးဇူးတင်ပါတယ်